Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ Manchester United ကကစားသမားအသစ်တွေနွေရာသီအပြောင်းအရွှေ့မှာထပ်မံခေါ်ယူဖို့ကြိုးပမ်းနေတာပြီးခဲ့တဲ့နေ့က Matthias Cunha ကိုလည်း Hewi ကိုလုံနိုင်ခဲ့ပြီပေါ့နော်။အခုလည်းပဲကျွန်တော်တို့တောက်လျှောက်ဆိုသလိုသတင်းထွက်နေတဲ့တိုက်စစ်မှုဖြစ်သူ Liam Delap နဲ့ပတ်သက်တဲ့သတင်းကလည်း update ကျွန်တော်ရထားတယ်။ဆိုတော့ Manchester United အသင်းကတိုက်စစ်ကစားသမားဖြစ်သူ Liam Delap ရဲ့ agent တွေနဲ့ အပြောင်းရွှေ့မူကျန်းပုပ်ကိုရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ဒီလက်ပြည့်ပေါ့နော်ဆုံးဖြတ်ချက်ကိုပဲမန်ချက်စတာယူနိုက်တက်ကစောင့်နေရတော့မှကစားမားကโอเคငါပြောင်းကျင်နေဆိုပြီးတော့မီးစိမ်းပြခေါင်းငိမ့်လိုက်တာနဲ့ယူနိုက်တက်ရဲ့ဘက်ကလည်းကစားမားဖြစ်သူတွေပေးချီရမယ်တန်း30ရိုကြီးကိုလုံးဝပေးချီသွားမှာဖြစ်တဲ့ Ipswich အသင်းထံကိုเนาะဆိုတော့ဒါကိုလည်းအသင်းတာဝန်ရှိသူတွေဟာ Ipswich ထံကိုအတီးပေးထားပြီးဖြစ်တယ်ပေါ့ ဆိုတော့အတင်းရဲ့ဘက်က D lab နဲ့ပတ်သက်လို့ရှိရင် D lab ရဲ့ယောကြီးတန်း30အတွက်လည်းပြဿနာမရှိဘူးငါတို့ပြီးမယ် Ipswich ရဲ့ဘက်ကလည်းဒါကိုသဘောတူညီမှုသာတိထားပြီးသားကစားမဖြစ်သူအပေါ်မှာပဲကျွန်တော်အများကြီးမူတည်တော့တယ်ပေါ့ဒီနေရာမှာကစားမဖြစ်သူရဲ့ agent တွေနဲ့လည်းသဘောတူညီမှုရထားတယ်ဆိုတာမျိုးကတော်တော်ကောင်းတဲ့အရာပါထားပါတော့ကျွန်တော်တို့ကနှုတ်အဖင်းသဘောတူညီမှုရထားတယ်လို့ပြောရမှာပေါ့လေ okay အဲ့တော့မင်းမင်းတို့ရဲ့ကစားမကိုဒါမျိုးဒါမျိုးဒါမျိုးတမိုးတွေခေါ်ဖို့အစီအစဉ်ရှိတယ်။နော်ငါတို့ရဲ့အချင်းတွေကလည်းဒီလိုရှိတယ် ကစားမဖြစ်သူကဘောနော်မိစိမ်းပြတာနဲ့အပြောင်းအရွှေ့ကအချိန်နေဖြစ်ဖို့များတယ်ဆိုတော့ဒါကအသင့်အတွက်အများကြီးကောင်းတဲ့အရာပါသူတပင်းတော့ကျွန်တော်တို့က DRD မှာတိုက်စစ်ဒဇုံလုံးပြောင်းဖို့ကျွန်တော်လုပ်နေတာဆိုတော့တိုက်စစ်မှုနေရာမှာလည်းနောက်ထပ်ကစားမတစ်ယောက်ကိုကျွန်တော်တို့ခေါ်မယ်တိုက်စစ်မှုရဲ့နောက်မှာကစားမဲ့ Nero number 10နှစ်ယောက်နေနေရာမှာလည်းကျွန်တော်ကအမှန်ကန်ပြောင်းလဲဖို့ကျွန်တော်လုပ်နေတာဆိုတော့အသင့်ဘက်ကဒါကိုကြိုးစားနေတဲ့အခြေအနေမျိုးမှာ ဒီလက်ဒီအသင်းရဲ့တိုက်စစ်မှုပြစ်မှတ်ဖြစ်နေတာဒီနေရာမှာကျွန်တော်တို့ Victor Osimhenno Geogras တို့နဲ့ပတ်သက်တဲ့သတင်းတွေတောက်လျှောက် ရှိနေမှာထွက်ခဲ့တယ်။ဒါပေမဲ့လို့အသင်းရဲ့ Champions League ဝင်ခွင့်အားနည်းချက်ကြောင့်ဒီလိုမျိုးကစားမားတွေကိုခေါ်ယူဖို့ကပေါ့နော်အတိုင်းအတာတစ်ခုကြီးအကျက်တဲဖြစ်လာတာအဲ့ဒီကစားမားတွေကလည်း Champions League ဝင်ခွင့်ရမှပြောင်းကျင်နေဆိုတဲ့အခြေအနေပုံများတော့ပြောင်းရွှေ့ကြီးကလည်းတန်း60 90ဝန်းကျင်နေဖြစ်တော့အသင်းဘက်ကတက်နိုင်တဲ့အခြေအနေမှာကျွန်တော်ရှိမနေဘူးဆိုတော့ လီယမ်ဒီလက်ကိုခေါ်ဖို့အတွက်သူ့အေဂျင့်တွေနဲ့မူကျန်းသဘောတူညီမှုရထားတယ်ဆိုတော့ကစားသမားအပေါ်မှာပဲမူတည်တော့တာကစားသမားကတော့ကြည့်ရတာသူ့အနေနဲ့အဲလာမယ့်ရက်အနေငယ်အတော်တွင်ဒီထက်ဆောင်ကြည့်ပြီးတော့အချားအသင်းနေတဲ့ကမှသူရွေးသွားမယ့်ပုံစံမျိုးပါမနီကလည်းကျွန်တော်တို့သူ့အနေနဲ့ပွဲကစားခွင့်မိနစ်တွေကိုအာမခံချက်ပေးနိုင်တဲ့အသင်းမျိုးမှသူကစားခြင်းနေဆိုတဲ့သတင်းမျိုးတွေကျွန်တော်တွေ့ထားတယ်ဒါကတော့အသင်းဘက်ကအာမခံချက်ပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့ယူနိုက်တက်ကိုရောက်လာပြီဆိုရင် လက်ရှိအသင်းရဲ့တိုက်စစ်ကန်တာကိုကျွန်တော်ကြည့်တဲ့အခါ okay သူ့အနေနဲ့ပေါ့နော်အတိုင်းအတာတစ်ခုဒီပွဲကစားကွင်းမိနစ်တွေများများရနိုင်နေဆိုတာကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်နော်ဆိုတော့ဒါဟာသတင်းကောင်းမယ်ဒါကစားမဖြစ်သူတွေနော်ကျွန်တော်အကြည့်လိုက်ရင် okay resma whiteland ကသူတို့နဲ့အဆင်ပြေဖို့မရှိဘူးနော် joshua zixi ကိုကျွန်တော်ရှိတော့လေဒီကိုသူဒီကစားမကနော် physicality ရှိတယ်အခြေစက်တွေကောင်းနေဆိုပေမဲ့သူက goal scoring တိုက်စစ်မှုဟုတ်မနေဘူး โอเคဒါမဲ့ငါရောက်လာပြီဆိုလို့ရှိရင်ငါကအမှန်တကယ်ကြိုးစားရင်အမှန်ကန်လုတ်ပြနိုင်ရင်အသင်းနဲ့အဝင်ခွင့်ကျဖြစ်ရင်အပွဲကစားခွင့်မိနစ်တွေလည်းကျွန်တော်ရနိုင်မယ်တွင်းကိုတွေနဲ့ပတ်သက်လို့လည်းသူဟာပိုကောင်းတဲ့တိုက်စစ်မှုတရားဖြစ်တဲ့ပိုပြီးတော့နေရာရနိုင်တယ်ဆိုတော့ဒီလက်ဒီယူနိုက်တက်ကိုပြောင်းလာတယ်ဆိုလို့ရှိရင်ပွဲကစားခွင့်မိနစ်တွေရဖို့ကစိတ်ပူစရာမလိုဘူးဒါကြောင့်ပေါ့နော်ဒီအပြောင်းရွှေ့ဟာအများကြီးအချိန်ကြီးကောင်းတယ်လို့ကျွန်တော်ပြောရမယ်ဒါအပြင်ဒီလက်နဲ့ပတ်သက်ပြီးတော့လည်းအသင်းဘက်ကဒီခေါ်ဝူကျူးပန်းတဲ့နေရာမှာယော်ကြီးတန်း30 เนาะယောဂျီတန်း30ဆိုတဲ့နေရာမှာလည်းတူတူခြားခြားကြီးကျွန်တော်တို့ကဟာကိုတင်းရဲ့ကစားမားတွေကိုရောင်းချနိုင်မှပြန်ခေါ်နိုင်မှတော့ဘာလို့ဟုတ်မနေဘူးဆိုတော့နောက်ထပ်တစ်ယောက်ကိုထက်ခေါ်မှသာကျွန်တော်တို့ကအဲ့လိုကိစ္စမျိုးတွေဖြစ်တော့မှာအခုကကုညာလိုပဲကျွန်တော်ချက်ချင်းခေါ်နိုင်တဲ့အခြေအနေမျိုးပါဆိုတော့ဒီလက်ခေါင်းငိမ့်မှုပဲကျွန်တော်ကျန်တော့တယ်ဒီအပြောင်းအကျွေးကပြီးတဲ့လောက်ကိုကျွန်တော်ဖြစ်နေပြီဆိုတော့ကစားမားကလုံးဝမလာခြင်းဘူးဆိုလို့ရှိရင်တော့ဒါတွေကအချင်းကြီးပဲပေါ့လေတော်တော်လည်းပဲဒီလက်အနေနဲ့သူ့ကိုအမှန်ကန်ဆွေးနွေးထားတဲ့နေရာမှာ Everton ရှိမယ် ပြီးလို့ရှိရင်ဗာလဲအဲ Norian Forest လာเนาะအဲ့လိုသိနေလဲကျွန်တော်ရှိနေတယ်ဆိုတော့ကစားမားဘာဆက်ပြီးတော့ဆုံးဖြတ်မလဲကျွန်တော်ကြည့်ရမှာပေါ့လေဆိုတော့ဒီ D-Lab ကိုခေါ်ဖို့ဂျူပန်တဲ့နေရာမှာဟိုအသင်းရဲ့ပေါ့နော်ကျွန်တော်က Jason Wilcox တင်ပါတယ်သူဟာအများကြီးအရေးပါနေတယ်ကျွန်တော်တို့ဒီနေ့ကသတင်းတစ်ခုကိုကျွန်တော်ဖတ်လိုက်ရတယ်ဗာလဲဆိုတော့အသင်းဘက်ကပေါ့နော် UC Man တို့ Victor Gilchrist တို့လိုမျိုးတိုက်စစ်မှုတွေကိုအမှန်ကန်ကျွန်တော်ခေါ်ကျင်နေတယ်ဒါပေမဲ့လို့ပြည်ထနာကဘာဖြစ်လဲဆိုတော့ ဝဲကော့စ်က okay လီယန်ဒီလက်ကပေါ့နော်အနာဂတ်မှာအများကြီးပိုကောင်းလာနိုင်တဲ့ potential အရင်မြင့်တဲ့တိုက်စီမှုတစ်ယောက်ဆိုပြီးတော့ယူဆထားတယ်ဒီကစားမရဲ့ potential ကိုလည်းသူအများကြီးယုံတယ်အသက်ကလည်းပူငယ်တယ်ပြောင်းရွှေ့ကြီးကလည်းအူစီမန်တို့ဂျူခရက်စ်တို့နဲ့ကျွန်တော်စာမယ်ဆိုလို့ရှိရင်အများကြီးပူပြီးတော့တက်တာတဲ့အခြေအနေမျိုးဒါကြောင့်ပေါ့နော်ဒီကစားမအပေါ်မှာ United အနေနဲ့အထူး invest လုပ်တင်နေဆိုတဲ့တရင်နေကျွန်တော်တက်လာတာဒါ Jason Wilcox ရဲ့ idea ပေါ့နော် ဆိုဒီနေရာမှာတခုတော့ရှိတာပေါ့လေကိုရီပြည်သက်တီချားထဲမှာသေချာတာတခုကမန်ချက်စတာယူနိုက်တက်အနေနဲ့ကစားမတွေခေါ်ဘူးကျူးပန်းတဲ့နေရာမှာဟိုအာမခံချက်ရှိတဲ့ကစားမကျွန်တော်ပို့ပြီးတော့ဖြစ်ဖို့လိုတယ်လူငယ်ကစားမတွေဆိုတာတော့အတိုင်းအတာတစ်ခုဒီကျွန်တော်တို့ဒါကောင်းတယ်ထားပါတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတိုးတက်နိုင်စွမ်းရှိတဲ့ high ceiling ရှိတဲ့ဘာညာပေါ့ဗျာ ဒါပေမဲ့အခုလက်ရှိချက်ချင်းသုံးလို့ရတဲ့ကစားမတွေကျတော့လက်ရှိ United အခြေအနေနဲ့ဆိုရင်ချက်ချင်းသုံးလို့ရတဲ့ကစားမဖြစ်လီပိုကောင်းလေပဲနော်အနာဂတ်မှာပို့ပြီးတော့အားကိုးရမယ့်ကစားမဖြစ်လီအသင်းတွက်ကျတော့အချိန်ပေးနိုင်မှုလိုလေပဲဒါပေမဲ့ကျွန်တော်တို့လက်ရှိအသင်းအခြေအနေကအချိန်ပေးနိုင်စရာမရှိဘူးကိုရီးယားပရီးမီးယားလိပြီးခဲ့တဲ့ရာသီမှာအဆင့်15နဲ့ရာသီတင်ခဲ့ရတယ်နောက်ရာသီကျတော့လေငါတို့ကပေါ့နော်အဲ့ကျူခေါ်ထားတဲ့ကစားမတွေ ready မဖြစ်သေးလို့ဟေးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ရှေ့ဆက်လို့ကျွန်တော်မရဘူး။ဒါကြောင့်ဘောနော်အသင်းဘက်ကတကယ်လို့ ဟိုလူငယ်ကစားမလဲဖြစ်တယ်ချက်ချင်းလဲတုံးလို့ရတယ်ဆိုရင်တော့ပူကောင်းတာပေါ့အဲဒါကြောင့်လည်းပဲကျွန်တော်ဒီ laptop ပါတော့ကိုမျောလိုက်တာဖြစ်မှာဒီ laptop ဆိုလို့ရှိရင်လူငယ်ကစားမတယောက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒါအခုလဲချက်ချင်းတုံးလို့ရတဲ့အခြေအနေမျိုးဒါဆိုပူပြီးတော့ကောင်းတဲ့အခြေအနေမျိုးပေါ့ဗျာဒီ laptop နဲ့ OCM ရဲ့ကြားထဲမှာ qual ဟာမှု quality တွေကျွန်တော်ရှိတယ်ဒီ laptop နဲ့ Vita Gigres ရဲ့ကြားထဲမှာလည်းအကြီးကြီး qual ဟာမှုတွေကျွန်တော်ရှိတယ် Gigres တို့ပါတော့ကိုခေါ်မယ်နော် OCM တို့ကိုခေါ်မယ်ဆိုရင်တော့ online ကွမ်းချက်ချင်းတုံးလို့ရတယ် ါပေမဲ့လို့ပြောင်းရွှေ့ကြီးကဈေးရကျွန်တော်တို့ကြီးတယ်ပေါ့အထူးသဖြင့်ဈေးကြီးတယ်ဆိုတာကအသင်းရဲ့ဒီယာဒီနွေယာဒီအပြောင်းအရွှေ့မှာကျွန်တော်တို့အတွက် challenge အဖြစ်ဆုံးပဲဟို Champions League ဝင်ခွင့်မရတော့တန်း100လောက်ထိကျွန်တော်တို့အတွက်အခွင့်အရေးဆုံးရှုံးသွားတယ်ဒါအပြင်လက်ရှိအသင်းကပေါ့နော်ဟိုဘလူးမန်နွေယာဒီပြောင်းရွှေ့မှာဟိုသူများအသင်းတွေလိုမျိုးဗာလဲဒီငွေတွေအများကြီးရှိနေတဲ့အသင်းမျိုးကျွန်တော်မဟုတ်ဘူးဗျာအဲ့လိုမျိုးဆိုတော့ခါကျတော့အသင်းတွက်ကပေါ့နော် တကယ်အစင်သင်းသုံးလို့ရတယ်ဆိုတဲ့ကစားမားတွေကြီးပဲခေါ်နိုင်ဖို့ကတော်တော်ကိုခဲရင်ပါတယ်။ဒါကြောင့်ဒီလက်ဘလူးလိုမျိုးကစားမားတွေကိုခေါ်ဖို့ပဲအာသံသွားတယ်လို့ကျွန်တော်ထင်တယ်။တိုက်စစ်နေရာကတော့အတင်းတွက်ဒီလက်ဘလောက်ပဲမျှော်လင့်လို့ကျွန်တော်တို့ရမယ်။ဒီလက်ကလည်းပြောင်းကျင်နေဆိုတာနဲ့ဒီအပြောင်းအလဲကဖြစ်ပြီပေါ့လေ။တန်း30ပဲဆိုတော့ဒါမစိုးဘူးဗျာ။မစိုးဘူးပေါ့နော်။အခုချိန်ဒီဘယ်လိုပြောမလဲ။အကယ်လို့ဒီဒီ investment အပေါ်မှာကျွန်တော်တို့လုံးဝဖြစ်မြောက်သွားတယ်ဆိုလို့ရှင်တော့တော်တော်ကြီးကိုအခြေအနေကောင်းသွားပြီ။ အခုကကိုအသင်းကိုပြောင်းလာတဲ့နေရာမှာကစားမားတွေက pressure ပြီးတော့ဟိုပုံမှန်စွမ်းဆောင်ရည်တွေကမပြနိုင်ကြဘူး။ဒါပါတော့ကျွန်တော်တို့နေရာ Rasma Highland တို့ဘာလို့ဆိုလို့ရှိရင်ဒါလူငယ်ကစားမားတွေအမေတို့ပြီးရတဲ့ဈေးကတန်း80ကျော်ဘာညာဆိုတော့တော်တော်ကြီးကိုရုပ်ပြဆင်ပြဖြစ်လွန်းနေ။ဒီ price tag ကလည်းသူတို့တို့ကဒါအဒီဘယ်ပြောမလဲ pressure တစ်ခုပေါ့နော် United မှာကစားရတာက pressure တစ်ခုအသင်းကအလုံးစုံတိုင်ပတ်နေတာက pressure တစ်ခုနဲ့ဆိုတော့ကစားမားတွေဟာအသင်းမှာလုံပြနိုင်ဖို့တောင်းပါဖို့အင်မတန်ခဲရင်းနေ။ဒါကြောင့်လက်ရှိ ဟိုဒီကစားမဖြစ်သူ LMD lab ကိုတန်း30လောက်နဲ့ခွန်နိုင်မယ်ဆိုရင်ကစားမအတွက်လည်း pressure ကင်းသွားမှာပဲ Manchester United မှာလည်းပုံမှန်ပွဲကစားခွင့်ရရင်လည်းအဆင်ပြေလာဖို့ကျွန်တော်တို့ညွှော်လိုက်ရမယ်သူ့ရဲ့ကစားပုံကစားပေါက်ကလည်းလက်ရှိနီးပြကျွန်တော်တို့ဒီဟိုအသုံးကျင်တဲ့ပုံစံတွေကကွက်တီပဲ Amorin သုံးကျင်တဲ့ပုံစံတွေကကွက်တီပဲ physicality strong ဖြစ်တယ်เนาะအမြင်ပေါ်တွေကောင်းတယ်ပြောရရင်ကျွန်တော်တို့ဒါမြန်တယ်တယောက်ချင်းကြော်ပြမှုကျွန်တော်တို့ကောင်းတယ်ကိုယ်တိုင်း တခုခုကိုလုံနိုင်စွမ်းရှိရထားပါတော့ဗျာကျွန်တော်တို့ဂိုးဒီပါတွေသွင်းဖို့အတွက်အခွင့်အရေးဖန်တီးပေးတဲ့အချိန်ထိစောင့်မနေဘဲနဲ့သူကိုယ်တိုင်ကိုကတခုခုဖြစ်လာအောင်လုံနိုင်စွမ်းကျွန်တော်ရှိတယ်။အဲကြောင့် LMD lab နဲ့ပတ်သက်လို့ရှိရင်အပြောင်းရွှေ့တန်း30ဆိုတာမျိုးကအတင်းတွက်ဖြစ်တဲ့နဲ့ကျွန်တော်သာရင်းနှီးမှုလို့ကျွန်တော်ပြောရမှာပဲ။ဆိုတော့ကစားမပုံမှန်ပဲမူတည်ပါတော့တယ်။ကစားမဖြစ်တဲ့အေဂျင့်နဲ့ Manchester United ကြားထဲမှာမူကျန်းသဘောတူညီမှုတွေရထားတယ်ဆိုတော့ဒီအပြောင်းရွှေ့ကလည်းရက်ပိုင်းအတွင်းအများကြီးထူးခြားလာမယ့်ခြေအနေမျိုးပါ။ဆိုတော့ညီကလေးတို့အနေနဲ့ရော ဒီလက်ကိုအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ယူနိုက်တက်ထင်လာဒီလိုဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်